မင်္ဂလာပါခင်ဗျာဒီနေ့တဲ့တင်ဆက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒဝဲမပွဲတာတွေကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့လောင်းလို့တပေကံမြဲကရိုစိတ်ကိုစင်အားအများပြပို့ဆောင်နေတဲ့တင်လောင်းလို့ညင်မော်ရွာရှိနေတဲ့ဆောင်ကိုဆာနာရှင်တမ်းမီရှိုးပြီးဒေသခံထောင်ချီထွက်ပြေးနေရတဲ့ချင်းနေတစောင်းတိုင်းပြည်ဒဝဲမှာဆာနာရှင်တပ်ကညာဖေးစစ်မှုထမ်းဝင်ဆွဲတဲ့တင် မောင်မျိုးတိုက်ပွဲမှာဆက်နာရှင်တန်းနှစ်ရက်တွင်လိန်နှင့်ရှိချီထဲမနေပူကြတဲ့ချိန်နေဗန်ကောင်းမှာမြန်မာတငယ်ချင်းချင်းချင်းဘတ်သိန်းတရာခိုးယူမှုနဲ့ဒုဖန်စီခံရတဲ့ကြောင်းစားတဲ့တရင်ကြောင်းရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဒွေညူးမှာဆက်နာရှင်တက်ကအင်အားရာကြီးဆူဆီပြီးလောင်းလူတပယ်ကံမှာရှိရဲ့မင်းရကရိုစေကံကိုဆင့်အားအများပြားနဲ့ပို့ဆောင်နေတယ်လို့မြို့ကန်တွေစီကသိရပါတယ် နိုင်မလားဆက်တော်ရဲ့ဒီနေ့နေ့လေကစလို့ဆက်နာရှင်တပ်သားတွေကိုစစ်ကားကြီးတွေနဲ့တင်ဆောင်ပြီးဒိုဝင်မြင့်ပြီးကျဆားမြင့်ရွက်ွယ်ရှိမင်းရကရုစိတ်ကံဖက်ကိုပို့ဆောင်နေလို့မြို့ကန်တူကပြောပါတယ်ကျဆားမြင့်ရွက်ွယ်ဟာဒိုဝင်မျိုးရဲ့တောက်ပဲစွန်မာတည်ရှိပြီးမြင်းချင်းဆိုင်မှာလောင်မျိုးနဲ့တည်ရှိပါတယ်ဒိုဝင်ချေဆိုင်မှရှိစစ်စင်ကောက်ကဲမူဌာနချုပ်စကားကရှိဖက်ကနေကာရစီမှာအင်အား၄၀လောက်စီနဲ့ခုနှစ်ကြိမ်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ် မြို့ခံချာတူကလည်းဒွေမျိုးမှာဆန္နာရှင်တန်းအလုတ်ရွှေအများနေတယ်လို့ပြောပါတယ်။ဆန္နာရှင်တန်းဟာလွေမာဆဲကစားပြီးလောင်မျိုးနဲ့ညင်းမော်ကြွားဝန်ချင်းကိုစစ်ကြောင်းထုံနေပြီးတော်လိုင်းပူအောင်တက်တွင်နဲ့မကြာခဏထိထိတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်လောင်မျိုးနဲ့တွင်ကိုစစ်ကူပေါ်ပေါ်ပြင်ဆင်နေတယ်လို့မြို့ခံတွေကယူဆနေကြပါတယ်။ ။တဝက်ကိန်လုံးလုံးမျိုးနယ်တွင်တိုက်ပွဲဖြစ်ထန်နေသလိုထန်းမြမာနယ်စပ်တနင်္သာမျိုးနယ်မောရုံမျိုးမှာလည်းတိုက်ပွဲဖြစ်ထန်နေပါရယ်။ဒါပြင်တေချောင်းမျိုးနယ်တောင်ပိုင်းပြည်တော်စုကာရန်ဘော်ရှိတဲ့ခြေဝါတွေကိုလည်းဆက်အောင်နာရှင်တပ်ကစစ်ကြောင်းထိုးနေပါရယ်။လောင်မြို့နယ်ညမော်ကျွာအုပ်စုကိုစစ်ကြောင်းထုံနေတဲ့ဆရာနာရှင်တကရင်းမှုရွာမှာရှိတဲ့နေနှဆောင်ကိုမိရှုပ်ဖြစ်စီလိုက်ပါတယ်ဆရာနာရှင်တက နွေမာလာဆဲကစားလို့ညင်းမွကျွေရဝင်ချင်ဖို့စိတ်ကြောင်းထုံနေတာဖြစ်ပြီးတော်လိုင်းပူပေါင်းတက်တွေနဲ့မကြာခဏတီတွေတိုက်ပွဲဖြစ်ပွားနေတာပါနှစ်ဖက်တက်တွေရင်းမွရွာမှာနွေမာလာဆန်ရဲ့မနဲ့ဘိုင်ကနှစ်ဖက်တီတွေတိုက်ပွဲဖြစ်ပြီးတဲ့နောက်ညနေပိုင်းမှာတခြားသားနေနေဆောင်ကိုဆန်နာရှင်တက်ကမိရှုဖျက်ဆီးလိုက်တာဖြစ်ပါတယ် နထအေတဆောင်နဲ့ဒနီမိုအေတဆောင်ကိုမိရှုဖျက်ဆီးလိုက်တာဖြစ်တယ်လို့စစ်ဘေးရှောင်နေရတဲ့ဒီတော့အခံမျိုးသမီးတူကပြောပါတယ်။ဂျင်းမွန်ကျွာပောင်းနေဒီဝန်ချင်းကစစ်ပြေလေတော်ကန်ကောအင်းရှေဖြူကျွာအုပ်စုမှာရှိတဲ့အရွာတချို့ကအထောင်ချီတဲ့ဒီတော့အခံတွေလည်းစစ်ဘေးရှောင်ထွက်ပြေးနေကြပါတယ်။ ဆက်နာရှင်တာတာဝီကညင်းမော်ရွာမှာရှိတဲ့နေရီမှာဝင်းရောက်တက်ဆွဲထားတဲ့ပြင်ဆက်ကဲသုံးစီကိုမိရှို့ဖြစ်စီတာနေရီကိုရမ်းဖြတ်မှုနောက်ရှာဖွေတာတွေလေလှူဆောင်နေတာပါဒါပြင်စစ်ကောင်စီတိုက်ရဲလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံတချို့တိုက်ခိုက်တန်းရှာတယ်လို့လည်းသိရပါတယ်ဒီနေ့နိုဝင်ဘာလ17ရက်နေ့ညင်းမော်ရွာမှာနှစ်ဖက်စီတင်မာနေပြီးဆက်နာရှင်တက်က ဝိုင်းတွဲတင်လေတိုက်ပွဲဖျားနီးဖို့ချင်းကို ပြန်ဝင်တရားတွေ့ရတယ်လို့ဒေတာခန်တွေကပြောပါတယ်ဒဝင်မျိုးမှာတစောင်းတိုက်ကာလာပြီးဆန္နာရှင်တက်ကနေတွေကိုညာဘက်ဝင်ရောက်စစ်မှုတန်းဖန်စီစူဆောင်းတာပြန်လို့နေပါတယ်ဒဝင်မလာစနေနေ့၁၀ရက်ညတွေမှာကျန်းပြင်းပုံမော်စံချင်း ရောင်ရမ်းတောင်နဲ့ပိန်နေတော့စားတဲ့ရက်ွက်တွေကနေတွေကိုလည်းစာနာရှင်တက်ကဝင်ရောက်ဆက်စေးခဲ့တာပါ။အဲလိုဆက်စေးရမှာတရက်ပင်ရက်ွက်ကအမျိုးသားတို့ဘုံမော်ရက်ွက်နှင်လန်ကအမျိုးသားတို့နဲ့ရောင်ရမ်းတောင်ရက်ွက်ကအမျိုးသားတို့တို့စစ်မှုဆန်းစုဆောင်ခံရတယ်လို့ရက်ွက်နေသူတွေကပြောပါရယ်။နိုင်မလာ၁၀နေလပိုင်းမှာလေစာနာရှင်တက်ဟာဒဝင်မြို့နယ်တလိုင်တောင်ရွာနဲ့စလုံးရွာတို့မှာ အာဆီယံအကျွဲ့ပြောရေးရောင်းဝယ်တိုးဆွဲတဲ့ဆိုတဲ့ဆော့ဆွဲခြင်းနဲ့အမျိုးသားတိုးဆဲလောက်ကို ဖန်ဆီးခဲ့ပါတယ်။အဲ့ဒီထက်ကလူငယ်စနေဟူဟာစစ်မှုထမ်းဆူဆောင်းခံရရလို့ရွာသားတွေစီကတည်ရပါတယ်။တိုင်းမြန်မာနေဆံမော်ရမျိုးမှာတိုက်ပွဲတွေပြင်းထန်နေပြီးနှရက်တွင်လေးချောင်းတက်ခိုင်မှုရှစ်ကြီးထဲမနဲ့ပြုလုပ်ခဲ့လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေစီကနေတည်ရပါတယ်။နိုဝင်ဘာလ17ရက်မော်လမှာ တော်လိုင်းတက်တွေကမော်တော်မျိုးအဝင်ဆက်နာရှင်စစ်စီခေကိုဝင်ရောက်ပြကစားကနေတုံးရဆိုင်တိုက်ပွဲဖြစ်ထန်နေပါလေ။နိုင်မလာစနေနေ့ဆက်သွေးနေ့တွေမှာတော့ဆက်နာရှင်တက်ဒီချောင်းကနေပိုချေတက်ခဲမှုကိုရှစ်ကြီးထဲမနဲ့ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဂျက်တိုင်လီရင်ဝိုက်တွဲလီရင်တွေနဲ့ဂိုင်းဟောက်ပိုချေတက်ခိုက်တာဖြစ်ပြီးဝိုက်တွဲလီရင်လာရင် ကောင်းကင်မှာနှစ်နာရီလောက်ကြာပြောင်းဝဲနေတယ်လို့ဒေတာခန့်တို့ကပြောပါတယ်။ လေရင်နဲ့မော်တော်မျိုးတွေကိုအဓိကချက်ချနေပြီးထိခိုက်မှုတွေကိုတော့တီးပြူးနေဆဲဖြစ်တယ်လို့တော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။မော်တော်မျိုးမှာဒီနေ့ဒီတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။လွင်မာလာစနေညတန်ကောင်းစနေနာကြီးကျော်နေဒီကနေ့မနေ့တနားရီလောက်မှာလေတနင်္လာမျိုးနေ့တူကွာမှာလေရင်နှစ်ချီလာဝဲခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံသားချင်းချင်းပန့်ဝေတရားခိုးယူမှုဖြစ်ပွားပြီးတန်တရာရှိသူမြန်မာသူဖမ်းဆီးထားနေလို့ဘန်ကောက်မြို့ရဲ့ရတပ်ဖွဲ့ကနိုင်မာလာ73ရမထုတ်ပြန်ပါတယ်။နိုင်မာလာကိုရကဘန်ကောက်မြို့ဖကနိုဒေတာမှာရှိတဲ့ဖလင်းနာမြန်မာအလို့သမားဂျိုးဆောင်အင်ဂျင်စီဖွင့်လင်းလုပ်ကိုင်းတူရဲ့တိုက်ခန်းမှာညမဲ့ပိုင်ရှင်တွေခရီးသွားနေချိန်ပတ်သိမ့်တရားခိုးယူခံရတာပါ။အဲ့ဒီအမှုနဲ့ပတ်သက်လို့ကာကရှင်ကတိုက်တန်းလာကြောင် နိုင်မလာစတီရမှာထိုင်ရတဲ့ဘက်ကမြန်မာသူကိုဘန်ကောက်မှာရှိတဲ့ဟိုတယ်တစ်ခုမှာဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေဟာအသက်29နှစ်ကနေ35နှစ်အရွယ်လေးဖြစ်ပြီးသူတို့စီကနေပန်ငွေ88သိန်းကခွေးမွေးနဲ့ဝယ်ထားတဲ့ iPhone နဲ့ Street Tag ပစ္စည်းတွေကိုလည်းတင်စီရရှိတယ်လို့ဖော်ပြပါတယ်။သူတို့နှုတ်ဟာပိုင်ရှင်ဖြစ်သူလင်းသားရဲ့တငယ်ချင်းမိတ်ဆွေဖြစ်ကြပြီး မြန်မာနိုင်ငံကိုထွက်ပြေးဖို့စ조사ချိန်မှာဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။လက်ရှိမှာဖမ်းဆီးထားတဲ့မြန်မာသူကိုညချိန်ခိုးယူမှုအဆောက်အဦဖြစ်စီဝင်ရောက်မှုနဲ့ဗီဇာတက်တန်ကိုလိုနီထိုင်ကူတွေနဲ့အမှုဖွင့်အရေးယူထားပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများ ကဘေးပေါင်ကနေမြန်ဆိုးလုံးမြောက်နိုင်ပါစေလို့ဒေဝဝချပိုင်းတော်တာတွေကစုဝေါကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ